ျွန်တော်ကတော့ရဲဘော်အနေမှာဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦးမှာဘုံရုံးဖွဲ့အနေနဲ့လက်ရှိမှာတာဝန်ထမ်းဆောင်နေပါတယ်။လက်နက်ကင်တော်လိုင်းရဲမရောက်ခင်ចောင်းသားတယောက်အနေနဲ့ကျွန်တော်ကမုံဝခရိုင်ចောင်းသားများတမကဘကတမများအဖွဲ့ချုပ်နဲ့မုံဝစီးပွားရေးတက္ကသိုလ်ចောင်းသားညီအစ်တဦးဦးမှာဟိုတမကရဲဘော်နဲ့တူပတ်ဝန်းလှူရှားခဲ့တာရှိပါတယ်။ဟိုအနာသိမ့်ပြီးတဲ့နောက်မှာတော့မုံဝကိုရောက်လာခဲ့ပြီးတော့ဒီတမကရဲဘော်နဲ့အတူပဲ ဟိုကတပိတ်ဥဆောင်ကော်မတီကနေပြီးတော့ဒီတပိတ်တွေမှာပါဝင်လှုပ်ရှားခဲ့ပါတယ်။ခက်ခဲနေနေဆိုရင်တော့ဒီရဲဘော်တွေရဲ့တိုးအပ်ချက်တွေကို ကြည့်ပြီးတော့ဖြည့်ဆည်းပေးနိုင်တဲ့အခြေအနေမျိုးမှာတော့ကျွန်တော်တို့ခက်ခဲရပါမယ်။ဟိုတော်လိုင်းကာလခက်ခဲမယ်ဆိုတော့ဟိုအားလုံးလည်းသိရအားလုံးလည်းကြုံတွေ့နေရတယ်။ဒါပေမဲ့ဟိုဒီရှေ့တန်းမှာတိုက်နေရတဲ့ရဲဘော်တွေရဲ့အခက်အခဲကိုကိုယ်ကမဖြည့်ပေးနိုင်တဲ့အခါမျိုးမှာဆိုရင်ဟို ပို့ပြီးခက်ခဲဒီသူတို့နောက်တောင်ပြန်လာရင်တောင်မှဟိုတက်တက်တက်တာနေစီခြင်းနဲ့ဒီဆက်သွေးရဆိုလဲဆက်သွေးကောင်းလာရင်ကောင်းလာကိုဖြည့်ဆည်းပေးခြင်းနဲ့ဒီသွားလာရေးဆိုလဲသွားလာရေးတိုးရဲ့အခက်ခဲတွေဟိုဖြည့်ဆည်းပေးခြင်းမဲ့အဲဖြည့်ဆည်းမပေးနိုင်တဲ့အခါမျိုးမှာဆိုတော့ခက်ခဲဆိုတာရှိလာပါပဲဒီနေ့ကလာကိုဘယ်လိုကြုံဖြတ်ခဲ့လဲဆိုတော့ကျွန်တော်တို့ကဒီဒီနေ့ကလာပြီးတော့ရောဒီနောက်ပိုင်းတော်ဝန်ထမ်းဆောင်တဲ့ကာလတွေမှာရောကိုယ်စိတ်ကို ပို့ပို့ပြီးတော့ကြက်ခိုင်လာအောင်ဟိုပို့ပြီးတန်မာလာအောင်လုပ်ပြီးတော့ပဲဒီစက်ပန်းဆိုင်ကြက်ခိုင်မှာပဲကြော်ဖြတ်ခဲ့ရပြောင်းလို့နော်ဒီတော်လင်းကာလာတူမှာကျွန်တော်ဆုံးရှုံးလိုက်ရတဲ့အဲကျောင်းတော့တငင်စင်းကြီးရဲပေါ်ကြီးရှိတယ်ဟိုဒီဆုံးရှုံးမှုဒီအနာလေးနဲ့ပဲကြော်ဖြတ်ရပြီးတော့နောက်တစ်ခုနေမှာကျွန်တော်ဒီတော်လင်းကြီးကိုဟိုလက်နဲ့ကင်တော်လာမယ်ဆိုပြီးဆုံးဖြတ်လိုက်ခဲ့ရဟိုမိသားစုနဲ့ဆက်တယ်ဖြတ်လိုက်ရဒီအချင်းကြီးအတွက်ရောငါရွေးချယ်ခဲ့လမ်းအတွက်ရောငါ အကောင်းဆုံးလုပ်မယ်ဆိုပြီးတော့ကြုံဖြစ်ခဲ့ပါတယ်။စစ်တနန်းကလာအမတ်တရားတစ်ခုဆိုတော့တနန်းဆရာကြီးချိုးရအောင်အဲ့ဒါလေးတစ်ခုပေါ့။တနန်းဆရာကြီးချိုးရလည်းမဟုတ်ဒီကျွန်တော်တို့စစ်တနန်းမှာအချိန်ပိုးနေတဲ့အခါမျိုးတွေမှာဆိုရင်ဒီအမျိုးသားရဲဘော်တွေမဟုတ်ဘဲနဲ့ဒီကျွန်တော်တို့အမျိုးသမီးရဲဘော်တွေပေါ့ဒီအကောင်လူကောင်တိတိနဲ့လုံနိုင်တဲ့အမျိုးသမီးရဲဘော်9ယောက်လောက်ကိုတခြား ရဲဘော်တွေကဟိုတင်တန်းကွင်းကိုတစ်ပတ်လောက်ပဲပတ်ပြီးခရိုလင်းကိုကြားထိုးတက်တိုင်လောရတဲ့အချိန်မှာကျွန်တော်တို့ကဟိုနှစ်ခေါက်သုံးခေါက်ပေါ့ဒီလုံနိုင်နေဆိုပြီးတော့ပြန်ပြီးတော့တင်တန်းဆရာကြီးနဲ့ဒီအမျိုးသမီးကြီးရဲ့လုံနိုင်ခြင်းပေါ့အတိမပြုတ်ပြီးတော့အဲ့လိုခိုင်းတဲ့ဟာမျိုးတွေတော့မမှတ်ရရတစ်ခုရှိပါတယ်တင်နန်းကလည်းဟို2021 6လပိုင်းမှာတက်ခဲ့ရဆိုတော့အခုဆိုရင်၄နှစ်ကျော်ကာလလေးရောက်ပြီဆိုတော့တချို့အမှတ်တရရေကတော့တိတ်မမှတ်မိတော့ပေါ့ဒီကတော့ကို ဟိုလုံနိုင်ဆုံးကိုအတိမတ်ပြူပါလဲဖြစ်တော့ကြမမတ်ရတခုနဲ့ဒီကတော့တနန်းကလာတဲ့အမတ်တရတခုပါဒီတော်လိုင်းကလာအစာပိုင်းမှာဆိုရင်ကျွန်တော်အညာဒီတအနေနဲ့လက်နဲ့ရရှိဖို့အထက်ခဲအများကြီးရှိရပေါ့ဟိုကျွန်တော်တက်နေနေဆိုရင်လည်းဒီတိုက်ပွဲတစ်ပွဲရှိရင်ဟေ့တိုက်ကြမယ်ဆိုရင်ရှိတဲ့လူအင်အားလက်နက်အင်အားတွေကမမြတဲ့အခြေအနေမှာ ဆိုရင်ဒီရေဘော်တွေနဲ့အလဲကျနေနေပဲဒီရှေ့တန်းထွက်ကြရရပေါ့အဲ့ဒီခါမျိုးမှာကျွန်တော်အမျိုးသမီးရေဘော်တွေကလည်းငါလည်းစစ်တင်တဲ့စင်တာပဲငါလည်းဟိုရှေ့တန်းမှာတိုက်ပွဲဝင်မယ်မတိုက်ရရင်တော့အဆင်မပြေဘူးဆိုတာမျိုးမဟုတ်ပဲနဲ့ဟိုဒီအမျိုးသားရေဘော်တွေအားသတဲ့အပိုင်းမှာဆိုရင်တို့တောင်းဝင်ပြီးအမျိုးသမီးရေဘော်တွေအားသတဲ့အပိုင်းမှာဆိုရင်ဒီအမျိုးသမီးရေဘော်တွေကတောင်းဝင်ယူမယ်ဆိုပြီးတော့ပဲတွေးခဲ့ကြရပေါ့ဒီမှာကျွန်တော်တဦးတဲ့အနေနဲ့ဆိုရင်လည်းဒီငါရှေ့တန်းမှာတိုက်ပွဲ မဝင်နိုင်ဘူးတိုက်ပွဲဝင်လို့မရဘူးဆိုရင်ငါနောက်ပိုင်းမှာဘာတွေလုပ်နိုင်မလဲအဲ့လုပ်နိုင်မဲ့အလုပ်တွေအကုန်လုံးလည်းကျွန်တော်ဟိုတာဝန်အနေနဲ့ပဲစဉ်းစားတယ်အခုလက်ရှိမှာဆိုရင်လည်းဒီဘူရုံအဖွဲ့မှာရုံအဖွဲ့ဝင်တယောက်အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်မြို့သမီးတဦးဆိုတဲ့အတွေ့အထိကျွန်တော်ကတော့တာမန်လူတယောက်အနေနဲ့ပဲတွေးပါတယ်ဟိုကျွန်တော်တို့ကဘယ်တုန်းကမှဒီစစ်သားတယောက်အဖြစ်ဖြစ်တမ်းဖို့ရည်ရခဲ့တဲ့လူတွေမဟုတ်တော့စစ်တင်တန်တိုက်ရတဲ့အခါမှာတော့အခက်အခဲတွေရောရှိရပေါ့ ဟိုចောင်းသားဘွားမှာကိုဖြတ်တန်းခဲ့တဲ့ပုံစံမျိုးထက်ဟိုစစ်သားတယောက်အနေနဲ့ဟိုတော်လိန်သမားတယောက်အနေနဲ့လို့ကိုကလည်းကိုခံယူလိုက်တဲ့အခါမှာဆိုရင်ဟိုဘဝနေထိုင်ပုံအစဟိုတစ်စစ်ချိုးပြောင်းလဲသွားတယ်လို့ပဲပေါ့အဲ့ခါမှာအခက်ခဲတွေရှိရပေါ့ဒါပေမဲ့ဒီအခက်ခဲတွေကိုလည်းဟိုမိန်းကလေးတယောက်ဆိုတဲ့အတွေ့အထိဟိုငါရဲဘော်တယောက်ပဲရဲဘော်တွေတည်းရဲဘော်တယောက်ပဲလို့ပဲတွေးရတခြားရဲဘော်တွေလုံနိုင်တဲ့အရာကိုငါလည်းလုံနိုင်ရမယ်ဆိုပြီးတော့တွေးပြီးတော့ပဲဒီတင်နန်းကာလာအခက်ခဲတွေကိုလည်းကြုံပြခဲ့ပါတယ် နော်ရဲဘော်တယောက်ပြောခုတာရှိရဲ့ဗော။အွန်ဂျင်းနေကတော့ဒီလိုဒီလိုရှိရဲ့ငါတို့ဘာဆက်လုပ်ကြမလဲဆိုတော့သူကကျွန်တော်တို့ကဆက်ချမှာပဲဆက်ချဖို့အတွက်တက်ကြွဖို့တော့လိုရယ်ဆိုပြီးပြောရရှိရဲ့အဲ့အခုချိန်ဒီမှာလည်းဒီလိုပဲပေါ့ဟိုစစ်ပွဲတစ်ပွဲအောင်မှုကဟိုလက်နက်အင်အားထက်ဒီစိတ်တပိုင်းဆိုင်ရာအင်အားလည်းအများကြီးပို့ပြီးအရေးကြီးရဲ့ဟိုရှေ့ပိုင်းနေမှာဒီစစ်ကောင်စီနေနဲ့မြို့တွေဟိုဆုံးရှုံးခဲ့ရသူရှုံးနေခဲ့ရရလည်းတိုးမှာရုံကြည်ချက်ကင်းမဲ့နေလို့ ဒါပေမဲ့ကျွန်တော်တို့မှာတော့ယုံကြည်ချက်ရှိတယ်အဲဒီယုံကြည်ချက်အတိုင်းပဲကျွန်တော်တို့ဆက်ချကြမယ်ဟိုဒီတော်လန်ရေးကိုဘယ်တော့မှမတော့ဟိုရေတိုအနေနဲ့မစင်စားဘူးရေရှိဟိုနှစ်တည်းချီပြီးတိုက်ရမယ်ဆိုတော့အစကလေးကလည်းတီးခဲ့ပေါ့ဒီကာလကြီးကြားလာတဲ့အခါမှာကျွန်တော်တို့စိတ်တက်တည်ဟိုတုံဆိုင်မသွားပဲနဲ့ကျွန်တော်တို့ဆက်ပြီးရောပဲတက်ကြွမယ်ကျွန်တော်တို့တောင်းဝန်ကိုကျွန်တော်တို့ကြည်မယ်ဒီပြည်သူလူထုအနေနဲ့ကလည်းဟိုတို့အခက်ခဲတွေကိုရှိ တဲ့အခက်အခဲတွေကိုဟိုတီးခံပေးပါတောက်ခံပေးပါလို့ပဲပြောချင်ပါတယ်